င်္ဂလာပါခုမီမီဒီယာကနေပြန်လည်ကြိုဆိုပါရယ်အခုချိန်မှာတော့ခုမီမီဒီယာကနေတပတ်အတွင်းတင်ဆက်ခဲ့တဲ့သတင်းတွေတဲကကောင်းတော့ရရသတင်းတွေကိုစူးစီးတင်ဆက်သွားမှာဖြစ်ပါတယ်ယခုအစီအစဉ်မှာကြည့်ရှုနားဆင်ရမယ့်သတင်းတွေကတော့ 2025ခုနှစ်ပထမလေးလကာလတိုင်းရင်းသားဒေသအတွင်းတိုက်ပွဲအခြေအနေဖတ်တရေကြနယ်မြမာမထုတ်ပြန်ရွှေလိုင်ပွေကြီးရွာမှတေဆုံးသူတော်တော်ရီမှာလူမဆန်စွာညှဉ်းပန်းနှိပ်စက်ခံရပြီးအသက်ခံရခြင်းဖြစ်စိမ့်စင်းကြီးရွာကမူရိမှုကိစ္စအေးအေးကတိန့်တရာဖြင့်ဖုံးဖိရန်လို့တွေ့တန်းနှင့်ကာကီကြီးရွာရေဘေးတင်စစ်ဆောင်စခန်းတွင်အလူရှင်များ၏အကူအညီဖြင့်ဘလဝကောင်စီတဘာဝဘေးဒဏ်ကူညီရေးကော်မတီမှတွားရောက်လူတန်း ခုမီလူမျိုးများအားလုံး၏တွဲဆောင်ပွဲတော်ကြီးကိုပြုလုပ်မီပလောဝမျိုးပေါ်ရှိစာတင်ကျောင်းမှပရိဘောဂများကိုအေအေကထင်းဖြစ်အုံပြုစမီမျိုးတွင် အမိမတိလူတစုကကလေးနှူးမိခင်အားအာရမပြုကျင်ပြီးတက်ဖြတ်ချင်းခံရဆရတဲ့တဲ့င်းတွေကိုနားဆင်ရမှာဖြစ်ပါတယ်တဲ့င်းပြည့်အစုံမှာ2025ခုနှစ်ဖေဖော်ဝါရီမဲ အဘီနဲ့မေလာလေးလာတာကလာတိုင်းရင်းသားဒေသတွေမှာတိုက်ပွဲအခြေအနေနဲ့အရသားများအပေါ်တက်ရောက်မှုအခြေအနေကိုဖတ်လျက်ကြတဲ့မြန်မာကဇွန်လ၈ရက်နေ့ထုတ်ပြန်ပါတယ်။ထုတ်ပြန်ချက်မှာတော်လန်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တို့ကြားထိတွေ့တိုက်ပွဲပေါင်း295ကြိမ်ဖြစ်ပွားခဲ့ပြီးကရင်ပြည်နယ်မှာ68ကြိမ်ဖြင့်အများဆုံးနဲ့ချင်းပြည်နယ်မှာ15ကြိမ်ဖြင့်အ ਨੇ ဆုံးဖြစ်ပွားခဲ့ရာစစ်ကောင်စီဘက်မှ920ဦးထပ်မနေတော်လန်ရေးတပ်ဖွဲ့များဘက်မှ160ဦးခန့်တည်ဆုံးကြဆုံးခဲ့ကြောင်းဖော်ပြထားပါတယ်။ ထိုနည်းတူအစီရင်ခံကာလအတွင်းအရက်သားစုစုပေါင်း406ဦးသေဆုံးခဲ့ပြီးလူနေအိမ်1050ခန့်လုံးထိခိုက်ပျက်စီးခဲ့ကြောင်းအစီရင်ခံစာမှာဖော်ပြပါတယ်။အရက်သားသေဆုံးမှုမှာရခိုင်ပြည်နယ်က64ဦးဖြင့်အများဆုံးနဲ့မွန်ပြည်နယ်က12ဦးဖြင့်အနည်းဆုံးဖြစ်ပါတယ်။အရက်သားနေအိမ်ပျက်စီးမှုမှာကရင်ပြည်က360ဖြင့်အများဆုံးနဲ့မွန်ပြည်နယ်က40ဖြင့်အနည်းဆုံးဖြစ်ကြောင်းတွေ့ရပါတယ်။ဘလဝမြို့နယ်ရွှေလိုင်ပွေကြီးရွာကဒေါ်တော်ရီမှာတာမန်ရင်နှစ်သေဆုံးခြင်းမဟုတ်ပဲလူမဆန်စွာညှဉ်းပန်းနှိပ်စက်ခံရပြီး အသက်ခံရခြင်းဖြစ်ကြောင်းယနေ့ဇွန်လ9ရက်နေ့နောက်ဆက်တွဲသတင်းရသိရပါဗယ်မေလ26ရက်နေ့ကတောင်ရသွားရင်ပျောက်ဆုံးသွားတဲ့ဒေါ်တောင်ရီအသက်68နှစ်ရဲ့ရုပ်အလောင်းကိုမေလ30ရက်နေ့ညနေပိုင်းကဒါကိုအကလင်ရွာအောက်ဖက်ရင်မတော်မိုက်ဖူအနီးကုလချောင်းရဲကပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီးအေအေအုပ်ချုပ်ရေးတာဝန်ရှိသူများကယင်းနှစ်တည်ဆုံးခြင်းဖြစ်ကြောင်းအတည်ပြုပေးခဲ့တာဖြစ်ပါတယ်ဒေါ်တောင်ရီရဲ့မွေးခြင်းဖြစ်သူတဦးကအလောင်းကိုကုလချောင်းရဲကပြန်ဆဲရွာသားတွေပြောပြချက်အရတော့ ညင်ပန်းနှိပ်စက်ခံရတဲ့လက္ခဏာတွေအများကြီးတွေ့ရတယ်တဲ့။ဥခေါင်းမှာဒဏ်ရာရရှိတဲ့ဆံပင်တွေကိုလည်းရိတ်ထားတဲ့ချက်ပေါ်နားမှာဓာထိုးသွင်းတဲ့ဒဏ်ရာရှိတယ်။မိမကူကိုလည်းလှိဖြက်ထားတဲ့သားအိမ်နဲ့ပြင်ထုတ်ပလိုက်တယ်။ပြီးတော့လက်ချောင်းကြားခြေချောင်းကြားတွေကိုလည်းဓာတ်နဲ့လှိထားတယ်တဲ့။အလောင်းဆယ်တဲ့သူတွေမြင်ခဲ့ရတာကိုပြောပြတာလို့ခုမီမီဒီယာကိုပြောပါတယ်။ဒေါ်တော်ရီတည်ဆုံးမှုနောက်ပိုင်းမှာရွာသားတွေအနေနဲ့များစွာထိတ်လန့်ကြောက်ရွံ့နေကြကြောင်းသိရပြီးတရားမျှတမှုကိုလိုချင်တော်လဲတောင်းဆိုရန်ခက်ခဲနေကြောင်း လက်ရှိနယ်မြေထိန်းချုပ်ထားတဲ့ AA အုပ်ချုပ်ရေးအဖွဲ့ကဘလို့ဖြေရှင်းဆောင်ရွက်ပေးမလဲဆိုတာကသူတို့ရဲ့သဘောထားအတိုင်းသာဖြစ်ကြောင်းသူကဆက်ပြောပါဗျ။ချင်းပြည်ပလောဝမြို့နယ်စိမ့်စင်းကျေးရွာကအိမ်တော်ရှင်မျိုးသမီးတဦးကိုပြီးခဲ့တဲ့ AB လား9ရက်နေ့က AA တပ်ဖွဲ့ဝင်တဦးကမူရိမှုကျူးလွန်ခဲ့ပြီးနောက်လူသက်အလောင်းဖြောက်ဖို့ကြံစီမှုနဲ့ပတ်သက်ပြီးပွင့်လင်းမြင်သာတဲ့စီရင်ချက်ချမှတ်တာမရှိတဲ့အပြင် AA ဘက်က မိသားစုဝင်တွေစီမှာယခုလဇွန်လပထမအပတ်မှာစစ်သိန်းတရာချက်ပေးပြီးအမှုကိုပိတ်ဖို့စ조사ခဲ့ကြောင်းဒေသခံတွေစီကသိရပါဗါး။အေအေကမိသားစုဝင်တွေစီလာပြီးသိန်းတရာနဲ့ဂျေအေးကိုအတွက်လာတယ်။နောက်ပြီးကျူးလွန်တဲ့သူနှစ်ဦးကိုတည်တံပေးမယ်လို့ပြောတာကြားတယ်။သူတို့မိသားစုဝင်တွေဘက်ကပြန်ပြောတာကြားမိတာကဂျေအေးတာမလို့ဘူးပိုက်ဆံဘလောက်ပေးပေးမလို့ဘူးသူတို့နှစ်ယောက်ကိုတည်တံပေးတယ်ဆိုရင်မျက်မြင်ကိုယ်တွေ့မှဂျေနဲ့မယ်။သူတို့ကိုတည်တံပေးပါလို့ပြောတာကြားတယ်။လို့ဒေသခံတအူးက ခုမီမီဒီယာထံသတင်းပေးဖို့ပါတယ်။စိန်စင်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့မူရိမှုနဲ့ပတ်သက်လို့ကျူးလွန်သူနှစ်ဦးကိုဖမ်းဆီးထားကာ AA ရဲ့ဥပဒေအရအေးအေးယူဆောင်ရွက်မှုများပြုလုပ်မိဖြစ်ကြောင်း AA ဘက်ကထုတ်ပြန်ပြောဆိုခဲ့ပေမဲ့နှစ်လကျော်ကြာမြင့်လာသည့်အထိမိသည့်အေးအေးယူဆောင်ရွက်မှုများမတွေ့ရှိရသေးသည့်အပြင်ယခုကဲ့သို့သတင်းထွက်ပေါ်လာခြင်းဖြစ်ပါတယ်။မီဇိုယန်ပြည်နယ်တွေ့တန်းနဲ့ကာကီကျေးရွာရေဘေးတင်စစ်ဆောင်စခန်းမှာအလူရှင်တွေရဲ့အကူအညီနဲ့ပလောက်ကောင်စီတဘာဝဘေးဒဏ်ကူညီရေးကော်မတီက တွားရောက်လူရမ်းမှုတွေဆက်လက်ဆောင်ရွက်နေကြောင်းကော်မတီအတွင်းရေးမှူးစလိုင်းစိုးတန်းကဇွန်လ10ရက်နေ့ကပြောပါဗျာမီဇိုရန်ပြည်နယ်မှာရှိတဲ့ပလောဝစစ်ဘေးရှောင်စခန်း၃ခုမှာပြီးခဲ့တဲ့မေလ30ရက်နေ့မှာရေဘေးဒဏ်ကျုံခဲ့ရတယ်။ပလောဝကောင်စီအနေနဲ့ဇွန်လ၄ရက်နေ့မှာတဘာဝဘေးဒဏ်ကူညီရေးကော်မတီကိုဖွဲ့စည်းလိုက်တယ်။ကော်မတီအနေနဲ့ဇွန်လ9ရက်8ရက်နေ့လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကိုစတင်ပြီးဆောင်ရွက်ပါတယ်။မြေပြင်ရဲ့တွေ့ရှိချက်ကလူသားစာနာရေးကူညီအများကြီးလိုရဲဆိုတာတွေ့ရှိရတယ်။ လို့စလိုင်းစိုးတန်းကပြောပါဗျ။ United State Khumi Organization USKO ကပြုလုပ်မဲ့ခူမီလူမျိုးများအားလုံးရဲ့တွေ့ဆုံပွဲတော်ကြီးကို2025ခုနှစ်ဇူလိုင်လ4-5ရက်နေ့မေရီလန်းပြည်နယ်ဘာတီမိုးမြို့မှာကျင်းပသွားမယ်လို့ USKO တာဝန်ရှိသူတဦးကပြောပါဗျ။ပွဲလို့ရတဲ့ရည်ရချက်ကနိုင်ငံရဲ့ခြားမှာနေထိုင်နေမယ်လေ USA မှာနေထိုင်တဲ့သူတွေဟာပြန်လာတော့မှာမဟုတ်ဘူး။ New Generation နဲ့ New Land ဖြစ်ကြပြီလေ။ ဒီလိုဆိုတော့မိမိတို့ရဲ့ခူမီးစကားလည်းမပြောက်သွားနိုင်တဲ့ fast generation second generation တောင်မရောက်သေးဘူးခူမီးစကားကမပြောက်လာပြီခူမီးစကားပြောက်ရင်ခူမီးစာလည်းပြောက်မယ်ခူမီးရိုးရာဝစားစင်ရင်မှုတွေရိုးရာဒလေးတွေလည်းချက်ချင်းမဟုတ်ရင်လည်းတဖြည်းဖြည်းနဲ့ပြောက်သွားမယ်ဒါကြောင့်မိမိတို့ရဲ့ခူမီးရိုးရာဝစားစင်ရင်မှုတွေရိုးရာဒလေးတွေမပြောက်ပြတ်သွားဖို့မိမိတို့ရဲ့ခူမီးဘာသာစကားတွေပြောတတ်မြဲပြောတတ်ဖို့အတွက်ရည်ရွယ်ကြောင်းသိရပါတယ်ချင်းပြည်ပလောဝမျိုးရိခါရက်ကွက်အမှတ်နှစ်အခြေခံပညာအထက်တန်းကျောင်းက စာရေးစပွဲခုံတွေနဲ့ထိုင်ခုံတွေပါဝင်ចောင်းပရိဘောဂတွေကိုအေအေတက်ဖွဲ့ဝင်တွေကပြီးခဲ့တဲ့နှစ်ကစပြီးထမင်းဟင်းချက်ရာမှာထင်းဖြစ်အုံပြုနေကြကြောင်းဒေသခံတွေရဲ့ဇွန်လ13ရက်နေ့သတင်းပေးပို့ချက်အရသိရပါဗါအေအေတက်ဖွဲ့သည်ပြီးခဲ့သည့်2024ခုနှစ်ဇန်နဝါရီလအတွင်းပလောဝမြို့ဒိန်းတိုက်ပွဲဆင်နွှဲခဲ့ပြီးနောက်ပလောဝမြို့ရိတ်ခါရက်ကွက်အမှတ်နှစ်အခြေခံပညာထက်တန်းကျောင်းတွင် စခန်းချနေထိုင်ခြင်းပြုလုပ်ခဲ့ကြပြီးចောင်းရှိစာရေးစာပွဲခုံနှင့်ထိုင်ခုံများပါဝင်ပရိဘောဂများကိုထမင်းဟင်းချက်ရန်အတွက် ထင်းအဖြစ်အသုံးပြုကြသည်ကိုတိကျသည့်ဒေတာခန့်သတင်းရင်းမြစ်မှသိရသည်။ AA တွေကအเจ้าမှာစခန်းချတယ်။ကျောင်းကထိုင်ကုန်စပွဲခုံတွေ၊ပရီဘောဂတွေကိုတုံးလို့ရတဲ့ဟာတွေရောအဟောင်းတွေရောဂုံထင်းဆိုင်ပစ်လိုက်ကြတယ်။ဂုံတလောက်ပါပဲ။ရိတ်ခါရက်ကွက်ကကျောင်းတစ်ခုတည်းလားဆိုတော့မဟုတ်ဘူး။မြို့ပေါ်ကတခြားကျောင်းတွေရဲ့ဘလဝမြို့နယ်တဲကသူတို့အထိုင်ကျနေတဲ့ရွာတွေကကျောင်းမှာလည်းဒီလိုလုပ်ကြတာပဲလို့ဘလဝမြို့ခန့်အမျိုးသားတအူးကပြောပါဗါတယ်။ချင်းပြည်ဘလဝမြို့နယ်စမီးမြို့အမှတ်3ရက်ကွက်ပြီးွားကျေးရွာမှာ ကလေးနှစ်ဦးမိခင်ကိုအမိမတိလူတစုကပြီးခဲ့တဲ့မေလ23ရက်နေ့မှာအတမပြုကျင့်မူရင်းပြုကျင့်ပြီးတက်ဖြတ်ခဲ့ကြောင်းဇွန်လ23ရက်နေ့ကနဦးသတင်းသိရပါဗျ။ဒီမျိုးသမီးဟာမေလ23ရက်နေ့မှာသူ့ရဲ့အတော်အိမ်သွားပြီးတော့ပြန်လာတာအဲ့ဒီနောက်ပိုင်းမှာရွာကိုပြန်မရောက်တော့ဘူးဝိုင်းရှာကြတော့၃ရက်လောက်ကြာမှပဲခြေလက်တွေကျိုးထုတ်ထားလို့ဒေဆုံးပြီးသားတွေ့ရတယ်သူ့ကိုခြေလက်ကျိုးထုတ်ပြီးတော့မူရင်းကျင့်ပြီးတက်ပြစ်လိုက်ကြတာတော်တော်ရက်ဆက်တဲ့လူတွေအလောင်းကိုတွေ့ပြီးတော့ရွာကိုတည်လာတယ် အေအေတက်ဖွဲ့ကလာပြီးစစ်ဆေးတာတွေလုပ်တယ်။ပုံတွေမရိုက်ခိုင်းဘူး။တရင်ကိုလည်းတခြားမှာမပေါက်ကြားစေနဲ့လို့ပြင်းပြင်းထန်ထန်တတိပေးတယ်။ဒီကိစ္စကိုသူတို့ဘယ်လိုဖော်ထုတ်အရေးယူပေးမလဲဆိုတာမသိရသေးဘူးလို့ဒေတာခန်တအူးကပြောပါရတယ်။အခုလိုကြိရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။